နေ့စဉ်ကိုတောက်နေကြတခါတုံး coffee ခွက်တွေမှာမျက်စိနဲ့မမြင်နိုင်တဲ့ plastic အမှုံမွားပေါင်း2500ခန့်ပါဝင်နေတယ်ဆိုတာမိတ်ဆွေတို့သိပါသလားအခုဆိုရင် ကျမ်းမာရေးပညာရှင်များက အရေးတကြီးသတိပေးနေတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့အပြင်သွားတိုင်းဘယ်ကူအဆင်ပြေစွာအသုံးပြုနေကြတဲ့တခါတုံးဆက်ကူခွက်တွေပဲဖြစ်ပါတယ်ကြီးစုသူမိတ်ဆွေများအတွက် စိတ်ဝင်စားပွဲဘူးတူတာဖြစ်ပွဲအကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Prehead Channel လေးကို Like and Subscribe လုပ်သွားပြီးပါအောင်ခင်ဗျာ။တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ plastic ခွက်တွေကိုရှောင်ရှားလိုတာကြောင့်သုံးဆွဲသူအများစုကတခါသုံးဆက်ဖို့ခွက်တွေကိုအစားထိုးသုံးဆွဲလာကြပြီပဲ။ဒီခွက်တွေဟာလည်းကျန်းမာရေးအရလုံးဝအနေရကင်းတဲ့အဖြစ်မဟုတ်ကြောင်းအိန္ဒိယနှီးပညာတက္ကသိုလ်ကာရာဘူရဲ့လေ့လာမှုအရသိရပါတယ်။ ဒီတွေးရှိချက်အရာရေနွေးအပူကိုတစ်ခါသုံးဆက်ကူကလည်းထည့်လိုက်တဲ့အခါ15မိနစ်အတွင်းမှာပဲ microplastic အမှုံမှားပေါင်း2500ခန့်ကိုခွက်ထဲရှိ coffee ဒါမှမဟုတ်မိတ်ဆွေတောက်သုံးမဲ့အရည်တစ်ခုခုလည်းတို့လွှတ်ထုတ်လိုက်ကြောင်းတွေးရှိခဲ့ပါလေတကယ်တော့တစ်ခါသုံးဆက်ကူကွက်တွေဟာဆက်ကူကြီးတသက်မဟုတ်ပဲခွက်ထဲမှာရှိတဲ့အရည်တွေစိတ်ထွက်မသွားစေဖို့အတွင်းဘက်မှာ plastic အလွှာပါတစ်မျိုးနဲ့ဖုံးအုပ်ထားပါတယ် ဒီအလှော်ပါဟာအပူရန်ကိုခံနိုင်ရည်အားနည်းပြီးလျင်မြန်စွာယူရင်းပျက်စီးရတဲ့အတွက်မိုက်ခရိုဖလတ်စတစ်အမှုန်မွားတွေကသာမကပဲ bisphenol A BPA ကဲ့သို့သောဓာတ်ရုပ်ပစ္စည်းတွေခဲခရိုမီယံနဲ့ကက်စမီယံလိုအဆိပ်သင့်ဓာတ်တွေကို ခွက်ထဲရှိအရည်တွေသို့စိတ်ဝင်စေပါတယ်သူတေသီတွေရဲ့အဆိုအရခွက်ထဲမှာအရည်ပူပူနဲ့ကြာကြာထိတွေ့လေပလတ်စတစ်လွှတ်ထုတ်မှုပမာဏကပိုများလေဖြစ်ပြီးစက်ကူခွက်ကို ထက်ခါတလဲလဲပြန်အသုံးပြုခြင်းဟာလည်းအတွင်းသားအလွှာကိုပုံမှုပျက်စီးစေတာအန္တရာယ်ရှိနိုင်ကြောင်းတွေ့ရှိရပါတယ်။မိတ်ဆွေအနေနဲ့တနေ့ကိုတစ်ခါသုံးစက္ကူပတ်သုံးပြီးကော်ဖီဒါမှမဟုတ်လက်ဖက်ရည်သုံးခုပုံမှန်တောက်သုံးမယ်ဆိုရင်မျက်စိနဲ့မမြင်နိုင်တဲ့ပလတ်စတစ်အမှုံဝါပေါင်း8500ခန်းကိုနေ့စဉ်မိမိရဲ့ခန္ဓာကိုယ်ထဲသို့ညှို့ချပြီးနေခြင်းဖြစ်ပါတယ်။ဒီသိငယ်တဲ့ဘိုက်ခရိုပလတ်စတစ်တွေဟာလူခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ခန္ဓာကိုယ်ရင်းရောင်ရမ်းမှုတွေဟော်မုန်းစနစ်တွေကိုထိခိုက်စေနိုင်တဲ့အပြင်ကင်ဆာရောဂါကိုပါဖြစ်စေနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်ကြိုတင်ကာကွယ်မှုအနေနဲ့ DNA ကိုရှော့ချဖို့အကောင်းဆုံးနည်းလမ်းဖြစ်ကြွေကွက်၊ဖန်ကွက်ဒါမှမဟုတ်ပြန်လည်အသုံးပြုနိုင်တဲ့ခွက်တွေကို အသုံးပြုဖို့အကြံပြုထားပါတယ်။ရိုးရှင်းတဲ့ဖြည့်ရှင်သည့်အနေနဲ့ coffee ဒါမှမဟုတ်လက်ဖက်ရည်အပူကိုခွက်ထဲမထည့်ပြီး အနှဲငယ်အပူချိန်လျှော့ချလိုက်ခြင်းကလည်းပလတ်စတစ်လွှတ်ထုတ်မှုကိုလျှော့ချနိုင်တဲ့နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီလေလံတွေးရှိမှုဟာတခါသုံးစက္ကူခွက်တွေကိုထုတ်လုပ်နေတဲ့လုပ်ငန်းကြီးတွေအတွက်သတိပေးခေါင်းလောင်းတာတစ်ခုဖြစ်သလိုစားသုံးသူများအတွက်လည်းဂရုစိုက်ရမယ့်အနေအချက်ပေးတာလည်းဖြစ်ပါတယ်။